ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့အေယာဝတီတိုင်းနဲ့ရခိုင်ပြည်ဆက်သွေထားတဲ့ငတိုင်းရှောင်းဂွာလန်းဘော်ကအမြောက်တပ်အမတ်တ344ကိုအရခတ်တော် AA ဥဆောင်တဲ့တော်လန်ရေးတပ်ဖွဲ့တွေကတရင်ထဲအကြီးကိုဝင်ရောက်တိုက်ခိုက်နေပြီလို့သတင်းရရှိပါရယ်။ဇွန်လ17ရက်နေ့ညကနေစတိုက်နေတာဖြစ်ပြီးတော်လန်ရေးတပ်ဖွဲ့တွေဟာဇွန်လ12ရက်နေ့မှာတပ်အထက်အထိရောက်ရှိနေပြီလို့ဂွာစစ်ရှောင်းအမျိုးသားတယောက်ကနရင်းစရာကိုပြောပါရယ်။ ငတိုင်းရှောင်းမြို့အနီးအထိလက်နက်ကြီးလက်နက်ငယ်ပစ်ခတ်တံတွေကြောင့်မြို့ခံတွေနဲ့ရခိုင်စစ်ဘေးရှောင်အများစုဟာမင်းလွတ်မဲ့နေရာတွေကိုတင်းရှောင်နေကြရပြီလို့လဲဆိုပါရယ်။အဲဒီအမှတ်3လေးလေးတက်ရင်အနီးမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေဟာတပတ်လောက်အထိကြာမြင့်နေပြီဖြစ်ကလက်ရှိမှာကြားကန့်ရွာကိုအေအေကသိမ်းပိုက်ထားပြီးတဲ့နောက်တက်ရင်ကိုဝင်ရောက်တိုက်ခိုက်နေတယ်လို့လဲဒေသခံတွေကဆိုပါရယ်။လက်ရှိငတိုင်းရှောင်းအမြောက်တက်3လေးလေးနဲ့ဆက်သွေးရေးပြတ်တောက်နေပြီး သွားလာသူမရှိတော့တာကြောင့်အခြေအနေမှန်ကိုသိရှိရဖို့ခက်ခဲနေတယ်လို့လဲစီရေးတည်ရင်းရည်တွေကပြောကြပါရရှင်။